မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုအာဆီယံကစောင့်ကြည့်လေ့လာရေးအဖွဲ့တွေစေလွတ်ဖို့မရှိဘူးလို့မလေးရှားနိုင်ငံသားကြီးဝန်ကြီးကတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်အကျန်းဖတ်စစ်တပ်ကလက်ရှိသူတို့ထိန်းချုပ်ထားရနေမြန်မာရှိတဲ့တောင်ကြီးဒေသတိုင်းကိုရိုးရရင်ကျင်းမှုထံဝါရဖြန့်ဖို့အတွက်သာရည်ရွယ်ပြုလုပ်ဖို့စီစဉ်နေပြန်နေဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုအာဆီယံကစောင့်ကြည့်လေ့လာရေးအဖွဲ့တွေစေလွတ်ဖို့မရှိဘူးလို့မလေးရှားနိုင်ငံသားဝင်ကြီးကတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒါကတော့အောက်တိုဘာလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာသတင်းတောက်တွေကမေးမြန်းတဲ့အချိန်မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်ကိုတိုင်ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပြီးအဲ့ဒီအကြောင်းကိုလည်း Free Malaysia Today ကနေသတင်းဖော်ပြထားပါသေးတယ်။ တပကအကြမ်းဖက်မြန်မာစစ်တပ်ရဲ့တည်င်းထုတ်ပြန်ချက်မှာတော့တို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတွက်အာဆီယံကနေရွေးကောက်ပွဲစောင့်ကြည့်လေလာသူတွေစေလွတ်ဖို့သဘောတူတယ်ဆိုပြီးလိန်လေချဲ့ကတည်င်းထုတ်ပြန်ခဲ့တယ်လို့အဲ့ဒီလိုမြန်မာစစ်တပ်ရဲ့ထုတ်ပြန်ချက်အပေါ်မလေးရှားနိုင်ငံမှာတည်င်းတောက်တွေကဝိုင်းပြီးမေးမြန်းတဲ့အချိန်မလေးရှားနိုင်ငံသားကြီးဝင်ကြီးကလက်ရှိအာဆီယံနိုင်ငံကြီးဝင်ကြီးတွေအကြမ်းမှာမြန်မာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုလေလာစောင့်ကြည့်အဖွဲ့တွေလွတ်ဖို့မလွတ်ဖို့ဆွေးနွေးရအောင်မှဖြစ်ပေမဲ့ အာဆီယံဘက်ကသဘောတူမဲ့လို့တော့သူ့အနေနဲ့မထင်သလိုအဲ့ဒီလိုဆေလွတ်ဖို့တော့မရှိဘူးဆိုပြီးမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကိုတိုင်တရားဝင်ထုတ်ဖော်ပြောဆိုတော့ပါလေအချင်းဖက်မြန်မာစစ်တပ်ဘက်ကတော့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးနေပြည်တော်ကိုတရက်တာခရီးလာရောက်တဲ့အချိန်သူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲပြင်ဆင်မှုတွေကိုတွေ့ပြီးဝမ်ပန်တတာနဲ့ပူပေါင်းဆောင်ရွက်မယ်ဆိုတာတွေနဲ့ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေပါဆေလွတ်မယ်ဆိုပြီးခတ်တီတီနဲ့မဟုတ်မမှန်ချက်ကားပြီးတော့လိမ့်လဲတည်င်းထုတ်ပြန်ခဲ့ပြီမဲ့အခုတော့ ်မြန်မာနိုင်ငံလာခဲ့တဲ့မလေးရှားဝင်ကြီးကိုယ်တိုင်ကပဲမြန်မာစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတွက်စောင့်ကြည့်ရေးအဖွဲ့တွေစေလွတ်ဖို့မရှိဘူးဆိုပြီးတရားဝင်ထုတ်ဖော်ပြောဆိုလိုက်တာပဲဖြစ်ပါလေတစ်ဖက်မှာလေမြန်မာအကြမ်းဖက်စစ်တပ်ဟာအာဆီယံကချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ရပ်ကိုလက်ရှိအချိန်ထိလိုက်နာခြင်းမရှိတဲ့အတွက်အကြမ်းဖက်မဲအွန်လိုင်းရဲ့ထိပ်ပိုင်းဝင်ကြီးတွေကိုအာဆီယံထိပ်သီးအစည်းအဝေးတွေတက်ခွင့်မပြုဘဲအခုချိန်ထိအာဆီယံကအရေးယူပိတ်ပင်ထားဆဲဖြစ်ပါလေခင်ဗျတစ်ဖက်မှာတော့ ကရင်ပြည်နယ်ကအရှလမ်းမကြီးပြန်လည်ဖွင့်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပြီးတဲ့နောက်တောင်ရင်မြစ်ဘေးကစစ်တပ်လက်အောက်ခံ BGF gate တွေနဲ့ GNU GNL PC gate တွေကိုစစ်တပ်နဲ့ဌာနပေါင်းစုံကပဲပြန်လည်ဝင်ရောက်စစ်ဆေးမှုတွေလုပ်နေတယ်လို့မြောက်ရီအခြေစိုက်စီးရေးသတင်းရှင်းပြကပြောပါတယ်။ဒါကတော့အော်တိုဘလာ73ရင်းနေဖြစ်တဲ့မနေ့ကမနေ့ပိုင်းမှာပဲမြောက်ရီမြို့နယ်ကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တောင်ရင်မြစ်ဘေးအထိုင်ချတဆွဲထားရစစ်တပ်လက်အောက်ခံ BGF gate တွေနဲ့ ရန်ညူကန်နယ် PC gate တွေအပါဝင်ကြားဖြန့်ယုံတွေကိုပါအကြမ်းဖက်စစ်တပ်ထွေအုပ်ရဲအပါဝင်ဌာနဆိုင်ရာဘောက်ဆောင်ကပဲပြန်လည်ဝင်ရောက်စစ်ဆေးမှုတွေလုပ်နေတယ်ဆိုပါတယ်အဲဒီလိုစစ်ဆေးတဲ့အချိန်မှာလဲသူတို့အချင်းချင်းဖြစ်တဲ့အတွက်နှစ်ဖက်ညှိနှိုင်းမှုတွေလုပ်ပြီးဖမ်းဆီးအရေးယူတာတွေလည်းမရှိသလိုစစ်တပ်ကလာစစ်ပြီးတာနဲ့အရင်လိုပဲအဲ့ဒီနေရာတွေကပုံမှန်ပြန်ဖွင့်ထားတာပါပဲလို့မြောက်ရီအခြေစိုက်စစ်ရေးတရင်ရှင်မိကပြောပါတယ်တစ်ဖက်မှာတော့ အခုရပိုင်းအတွင်းမှာပဲအဲ့ဒီမြောက်ရီမြို့နယ်ကအာရှလက်မကြီးကိုပြန်လဲဖွင့်လှစ်နိုင်ရေးအတွက်အကြံဖက်စစ်တပ်ကကြိုးစားနေပြန်တယ်လို့အဲ့ဒီအာရှလက်မကြီးမှာစစ်တပ်ကသူတို့လက်လွတ်ထားရပြီးမထိန်ချုပ်နိုင်မဲ့အတူတူသူတို့စစ်တပ်လောက်ကန် BGF တပ်တွေနဲ့ DKBA တပ်တွေကိုနယ်မြေအပိုင်စားအကျိုးအမြတ်တွေပေးပြီးတော့ထိန်ချုပ်ခိုင်းတဲ့သဘောဖြစ်ပြီးအဓိကကတော့ GNU နဲ့သူတို့စစ်တပ်လောက်ကန်ကရင်လက်နက်ကင်တပ်တွေအကြားသွေးခွဲထားတဲ့ပုံစံပါပဲလို့မြောက်ရီအခြေစိုက်စစ်ရေးတည်ထောင်ရှင်မြင့်ကတုံ့တက်ပြောဆိုထားပါတယ် လက်ရှိမှာတော့အဲ့ဒီစစ်တလောက်ခန်း BGF တက်တွင်နဲ့ DGB အပါဝင်စစ်တပ်နဲ့ပူးပေါင်းနေတဲ့ကရင်လက်နက်ကိုင်တပ်တချို့ကတော့သူတို့ထိန်းချုပ်ထားတဲ့နေမြေတွေမှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုကူညီမယ်လို့ထုတ်ပြန်ထားကြသလိုတဖက်က KNU ကတော့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုလုံးဝလက်မခံပဲ KNU ထိန်းချုပ်နေမြေတွေမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကျင်းပမှုတွေလာလို့ရင်အရေးယူမှာဖြစ်တယ်လို့လည်းသက်ဆိုင်ရာ KNU တပ်မအတိအကျအတိအလင်းထုတ်ပြန်ကြေညာထားကြပါလိမ့်ခင်ဗျ တစ်ဖက်မှာတော့စကိုင်းတိုင်းကစကိုင်းမင်းကုန်းလမ်းပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအချမ်းဖတ်စစ်တပ်ဘက်ကထိကြိုက်သိဆုံးမှုတွေတော်တော်ကိုများသွားတဲ့အတွက်တင်ငန်းဝတ်ပြူစော်တီကောင်းဆောင်ဝေပုံလအဖွဲ့ကလမ်းပိုင်းတလျှောက်တနက်တွေပြစ်ပေါက်ပြီးတောင်းကြမ်းသွားတယ်လို့ဒေသခံပြည်သူတွေနဲ့ခီးသွောပြည်သူတွေကပါရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့အော်တိုဘလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲစကိုင်းမင်းကုန်းလမ်းပိုင်းကလက်ပိုင်ရွာနဲ့ခိုးတောင်ရွာအကြားရောက်လာတဲ့အချမ်းဖတ်စစ်တပ်နဲ့တော်လိုင်းတပ်တွေအကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ကတေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများပြီးအထိနာသွားသလိုလက်တလောသိရှိထားချက်အရာတွေစစ်တပ်က15ဦးဝင့်ကျင်ဟာအတိအသီးတေကုန်ကြပြီးဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်အဲ့ဒီနောက်ချက်ဖက်စစ်တပ်ကတိုက်ပွဲအတွင်းသေသွားတဲ့သူတို့စစ်သားမတာအလောင်းတွေနဲ့ဒဏ်ရာရစစ်သားတွေကိုပြန်လဲတည်ဆောင်လာတဲ့အချိန်တော်လိုင်းတပ်တွေကတတ်မှန်တိုက်ခိုက်ရမှာလေစစ်တပ်ကထပ်ပြီးထိခိုက်မှုတွေရှိသွားပြန်တဲ့အတွက်တင်ငန်းဝပြူစော်တီကောင်းဆောင်ဝေပုံလာအဖွဲ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ခြေရွာတွေတဝိုက်ကိုရောက်လာပြီးလမ်းမိုင်းတစ်လျှောက်တနက်အချက်ကြီး300ကျော်ပစ်ပေါက်ပြီးတော့ဆဲဆိုတောင်းချမ်းသွားကြတာကိုခီးသွားပြည်သူတွေကအစမျက်မြင်တွေ့လိုက်ရတယ်လို့ဒေသခံပြည်သူတွေရောခီးသွားပြည်သူတွေကပါရန်ကုန်ကစ်တေကိုပြောထားကြပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းကစစ်သားမသာအလောင်းတွေကိုစစ်တကလာတဲ့တော့လဲစစ်ကားနဲ့မလာရဲပဲပေါက်တော့ရောက်ကပြည်သူပိုင်းကားတွေကိုချောဆွဲလာပြီးလာတဲ့သွားကြတာဖြစ်တယ်လို့ဒေသခံပြည်သူတို့ကပြောထားပါသေးတယ်ခင်ဗျ။ ဖက်မှာတော့မကွေးတိုင်းပေါင်းမြို့နယ်မှာရှိတဲ့တက်ကုန်းပြူစော့တီကျေးရွာကနေစာနယ်ရိတ်ခါထွက်ရှာတဲ့ပြူစော့တီမိသားစုဝင်တဦးကိုတော်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ပေါက်တောင်ပိုင်းပတ်ကဖားရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံထဲမှာလေဖမ်းဆီးရမိထားတဲ့ပြူစော့တီမိသားစုဝင်တဦးဟာအစာရေစာပြက်လက်ပြီးပိန်လီနေတဲ့ပုံစံနဲ့တော်လန်ရေးတပ်တွေရဲ့ထိတ်တုံးခတ်ဖမ်းဆီးထားတဲ့ပုံကိုမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့အောက်တိုဘာလ12ရက်နေ့ကပဲ ပေါ့မြို့နယ်တက်ကုန်းပြူစောတိခြေရွာကအချက်ဖက်စစ်တဲ့လက်အောက်ခံပြူစောတိမိသားစုဝင်ဥပွေဆိုသူကိုတက်ကုန်းကျွေးရအနီးမှာပဲတော်လန်ရိတ်တက်တွေကအရှင်ဖန်းစီရမိခဲ့တယ်ဆိုပါလေအဲ့ဒီလိုအရှင်ဖန်းစီရမိထားတဲ့ပြူစောတိမိသားစုဝင်ဥပွေဆိုသူကိုတော်လန်ရိတ်တက်တွေကစစ်စစ်မေးမြန်းတဲ့အချိန်သူတို့ပြူစောတိရွာထဲမှာအစာရေစာပြက်လက်နေပြီးအချိန်နေစိုးနေတဲ့အတွက်ရွာပြင်ထွက်လာပြီးတော့မှုလေးတွေမြင့်လေးတွေရလို့ရညာထွက်ရှာရင်းနဲ့အခုလိုဖန်းစီခံရတဲ့အကြောင်းကိုပါဝန်ခံထွက်ဆိုထားပြီး ဒေါ်လာရေးတက်တွေကတော့သူ့ကိုဆက်လက်စစ်ဆေးမှုတွေလှုပ်ဆောင်နေပါတယ်လို့ပေါက်တောင်ပိုင်းပတ်ခပရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိသိရှိထားချက်အရလည်းအဲ့ဒီတက္ကုံပြစောတိဂျေးရွာကအကြက်ဖက်စစ်သားတွေနဲ့ပြစောတိတွေဟာစာနယ်ရိတ်ခါတွေပြတ်နေနေတဲ့အတွက်ဂျေးရွာတွေတဲကနေသူတို့ကိုယ်တိုင်ထွက်လာရင်လဲတော်လိုင်းတက်တွေရဲ့တက်ခိုက်ချင်းမုံမှုကိုခံရမှာကြောက်ပြီးပြစောတိမိသားစုဝင်တွေကိုစာနယ်ရိတ်ခါထွက်ရှာခိုင်းတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။တပတ်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဆန်မြို့မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာအုံမစွမ်းကြေးရွာကိုအချက်ဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေနဲ့ပုံကျဲသွားမှုကြောင့်အသက်16နှစ်အရွယ် main ကလေးတဦးသေဆုံးထားတဲ့အပြင်ကလေးငယ်တွေအပါအဝင်ပြည်သူ၄ဦးဒဏ်ရာရထားတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ဒါကတော့ဒီကနေ့အော်တိုဘားလ14ရက်နေ့မနက်ပိုင်းမှာပဲနမ်ဆန်မြို့မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာအုံမစွမ်းကြေးရွာကို အချင်းပစတကတိုက်ပွဲဖြစ်ပွားမှုမရှိပဲလေနဲ့လာပြီးရေရွက်ချက်ရှိရှိဘုံတွေကျဲချတက်ခိုက်သွားတယ်ဆိုပါလေအဲ့ဒီလိုအချင်းပစတရဲ့ဘုံကျဲပစ်ခတ် တက်ခိုက်မှုကြောင့်ဂျေရွာဒေကအသက်16နှစ်အရွယ်မိန်းကလေးတဦးသေဆုံးထားရုံနဲ့မကကလေးငယ်တဦးအပါဝင်ပြည်သူ၄ဦးနဲ့ဒဏ်ရာတွေရထားတဲ့အပြင်နေအိမ်တွေလည်းပျက်စီးထားတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်အလားတူအော်တိုဘလာ73ရက်နေ့ကလည်းအဲ့ဒီလိုပဲနမ်ဆန်မြို့နယ်ကရာကြီးဂျေရွာကိုအချင်းပစတကဘာတိုက်ပွဲမှမဖြစ်ပဲ ဂျက်ဖိုက်တာနဲ့လာပြီးဘုံတွေချဲချသွားမှုကြောင့်လေအသက်16နှစ်အရွယ်မောင်အစောဆိုသူလူငယ်ဟာဒဏ်ရာတွေရထားပြီးအဲ့ဒီမှာလဲနေအိမ်တွေပျက်စီးထားသေးတယ်လို့သိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ဘိတ်အချင်းတော်မှာနိုင်ငံရေးအချင်းသားတွေကိုထောင်အာဏာပိုင်တွေကမတရားဖိနှိပ်ရိုက်နှက်မှုတွေလုပ်နေတဲ့အပြင်အကျဉ်းသားတွေကိုလုံလောက်တဲ့စေဝါကုသခွင့်မပေးတဲ့အတွက်တိတ်ဆုံးမှုတွေပါဖြစ်ပေါ်နေတယ်လို့ဘိတ်အကျဉ်းတော်နဲ့နှိဇက်သူကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့လက်ရှိဘိတ်အကျဉ်းတော်မှာ ထောင်အာဏာပိုင်တွေကနိုင်ငံရေးအကျဉ်းသားတွေကိုမတရားဖိနှိပ်ရိုက်နှက်မှုတွေလုပ်နေပြီးတခြားအကျဉ်းသားတွေနဲ့အချင်းမျှမှုတွေရှိလာရင်လည်းနိုင်ငံရေးအကျဉ်းသားတွေကိုသာတီးတန့်ခေါ်ပြီးတော့ထောင်အာဏာပိုင်တွေကဝိုင်းဝန်းရိုက်နှက်တာတွေလုပ်နေတယ်ဆိုပါတယ်ဒါအပြင်ဂျမ်းပါကြီးမကောင်းလို့တော့ပြောရင်လည်းအကျဉ်းသားတွေကိုဈေးဝါလုံလောက်မှုမပေးဘဲအရေးပေါ်အခြေအနေနဲ့တော်တော်လေးကိုစိုးစိုးရွားရွားဖြစ်လာမှသာပြင်ပဆေးရုံကိုထုတ်ခွင့်ပေးတဲ့အတွက်အကျဉ်းသားတွေဟာမတည်တဲ့မဲ့တိဆုံမှုတွေလည်းဇက်တိုက်ဖြစ်ပေါ်နေတယ်လို့ဗိတ်အကျဉ်းတော်နဲ့နှိစက်သူကပြောထားပါတယ် အဲ့ဒီလိုထောင်အနာပိုင်တွေကအကျဉ်းသားတွေကိုစေကူခွင့်လုံးလုံးလော့လော့မပေးတဲ့အတွက်တရင်ကျလာပြင်းနေကပဲအမျိုးသမီးအကျဉ်းသူတယောက်ဟာအရေးပေါ်အခြေအနေဖြစ်မှအပြင်ဆေးရုံထုတ်ခွင့်ပေးမှုကြောင့်စေကူချိန်နောက်ကျပြီးတိတ်ဆုံးသွားခဲ့ရတယ်လို့ဘိတ်အကျဉ်းတော်နဲ့နှိစက်သူကရှင်းပြထားပါသေးတယ်ခင်ဗျတဖက်မှာတော့အကျဉ်းဖက်စစ်တပ်ကလက်ရှိသူတို့ထိမ့်ချုပ်ထားရနေမြမှာရှိတဲ့တောင်ကြီးတစောင်းတိုင်းကိုရိုးရာရင်ကျင်းမှုထက်ဝါရဖြန့်ဖို့အတွက်သာရည်ရွယ်ပြုလုပ်ဖို့စီစဉ်နေပြန်တယ်လို့ တောင်ကြီးဒီဇိုင်းနိုင်ကော်မတီရဲ့တည်ရင်းနဲ့ကိုတိုင်ရန်ကုန်ခေတ်တွေကိုပြောပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရစစ်တပ်ထိန်းချုပ်ရမြို့တွေမှာလှုပ်တဲ့ပွဲလန်းသဘင်တိုင်းကိုအကြမ်းဖက်စစ်တပ်ကသာထိန်းချုပ်ပြီးသူတို့ရဲ့ဝါရဖြန့်ချီမှုအတွက်သာအသုံးပြုနေတာဖြစ်သလိုမကြမီပြုတ်လုတော့မဲ့စစ်တပ်ထိန်းချုပ်ထားရာတောင်ကြီးမြို့ကတောင်ကြီးဒီဇိုင်းနိုင်ပွဲတော်ကိုလည်းစစ်တပ်ကရိုးရာရင်ကျင်းမှုအရဘာသာရေးအရပြုတ်လုခြင်းထက်သူတို့ဝါရဖြန့်မှုအတွက်သာရည်ရွယ်ပြုတ်လုမှာဖြစ်တယ်လို့ဆိုပါတယ်။တောင်ကြီးဒီဇိုင်းနိုင်ဆိုတာ ကဘာကျော်ပွဲဖြစ်သလိုတောင်ကြီးမြို့ရဲ့ပြရုပ်တစ်ခုလည်းဖြစ်ပြီးဒါကိုစစ်တပ်ကအဓိကထိန်းချုပ်ပြီးတော့ရိုးရာရင်ကျေးမှုအကြောင်းပြပြီးဝါရဖြန့်မှုစ조사နေကြတဲ့အကြောင်းနဲ့ဒီနေ့ဒဇောင်းတိုင်းလေလံကိုလည်းဒေတာကန်မဟုတ်တဲ့နေပြည်တော်နဲ့မန္တလေးကစစ်တပ်နဲ့ပတ်သက်သူတွေကိုပဲပေးအပ်ခဲ့တာဖြစ်တယ်လို့စစ်တပ်လက်အောက်ခံရှမ်းအုပ်ချုပ်ရေးအဖွဲ့နဲ့နှီးဆက်သူကိုယ်တိုင်ကလည်းပြောထားပါသေးတယ်။ဒါအပြင်ဒီနေ့အတွက်စစ်တပ်ကချပေးထားတဲ့တောင်ကြီးဒဇောင်းတိုင်းလေလံဟာအရင်နှစ်ထက်နှစ်ဆကျော်လောက်ဈေးမြင့်သွားတဲ့အတွက် ဒီနှစ်ပွဲအတွင်းရောင်းချမဲ့စားတောက်ကုန်ဈေးနှုန်းတွေဟာအဆမတန်ကြီးမြင့်လာမဲ့အခြေအနေမှာရှိပြီးအဓိကကတော့စစ်တပ်ကပြည်သူတွေစီကနေပတ်စံလဲယူမဲ့ဘွဲတော်ကြီးစီကားတယ်ဆိုတာမြို့ကလည်းဝါရဖြတ်မဲ့သဘောမျိုးဖြစ်တယ်လို့ဆိုထားပါသေးတယ်။ဒါပြင်အချက်ဖက်စစ်တပ်ကအဲ့ဒီတောင်ကြီးတစောင်းတိုင်းဘွဲကိုသူတို့ခွင့်ပြုမှုအောက်မှာဘွဲတော်ကြီးစီကားပါတယ်ဆိုတာမျိုးဝါရဖြတ်မှုအတွက် မိဘုံပြန်တွေကိုလည်းအရင်နှစ်တက်ပို့ပြီးမြအောင်အတင်းကျပ်လုခိုင်းနေပြီးရံပေါက်ကွဲအားကိုပါပို့သုံးခိုင်းနေတယ်လို့ဒေတာကန်မိဘုံပြန်ပြုတ်လို့သူတူကပြောထားပါသေးတယ်အဲ့ဒီတောင်ကြီးဒဇောင်းတိုင်းမိဘုံပြန်ပွဲဟာစစ်တပ်ကအာဏာမသိခင်ကဆိုရင်အလွန်အင်မတန်မှစီကားတဲ့ပွဲတော်ဖြစ်ပြီးပုံမှန်မိဘုံပြန်နှံ့ရကျော်ရှိခဲ့သလိုစစ်တပ်ကအာဏာသိမ်းပြီးနောက်မှာတော့သူတို့စစ်တပ်ကဘလောက်ပဲဝါရဖြန့်မှုအတင်းကျပ်စီစဉ်ခိုင်းလေအရင်ကပုံစံနဲ့ထောက်ဝက်ကိုတော့မမီတဲ့အတွက် ဒီနှစ်မှာလဲစစ်တပ်ကဇွတ်အတင်းကိုစီကားပါတယ်ဆိုတာမျိုးဝါရဖြန့်မှုနီလန်ပေါင်းစုံနဲ့လုံနေပြန်တယ်လို့ဒေသခံမိဘုံပြန်ပြုတ်လို့သူတို့ကရှင်းပြထားပါတယ်အဲ့ဒီအတွက်တောင်ကြီးဒဇောင်းတိုင်းမိဘုံပြန်ဘွဲကိုလာမဲ့ပြည်သူတွေအနေနဲ့အကျဉ်ဖက်စစ်တပ်ရဲ့ဝါရဖြန့်မှုတွေနိုင်ငံရေးလှည့်ကွက်ရုံမှမှုတွေအသုံးပြုမဲ့အခြေအနေတွေကြားမှာကိုအနေရကိုကြိရှောင်ပြီးတတိထလာကြဘူးကိုလေဒေသခံမိဘုံပြန်ပြုတ်လို့သူတို့ကပြောထားပါသေးတယ်ခင်ဗျ ။ဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ